အားလုံးမင်္ဂလာပါဦးစင်းရဲ့ဓမ္မတုဒ္ဒ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်နေ့တွေတုန်းကဖယားရှိခိုးနဲ့တီလာခံယူစောက်တီတာကိုတင်ပေးခဲ့ပြီးပြီဖြစ်ပါတယ်ဒီကနေ့မှာတော့မေတ္တာပို့နဲ့အမြပေးဝေတာကိုတင်ပေးမှာဖြစ်ပါတယ်ကြက်မဲ့ကြပါဦးစို့တဗေတတဝေနေယချမ်းသာကိုစိတ်မြဲပါစေ မိဘနှစ်ဖျားမျက်စရာချမ်းသာကိုစိတ်မြဲပါစေတို့အိမ်တွင်မှဆွေများစွာချမ်းသာကိုစိတ်မြဲပါစေတို့အိမ်တွင်မှနတ်များစွာချမ်းသာကိုစိတ်မြဲပါစေတို့အိမ်တွင်မှများတရဝချမ်းသာကိုစိတ်မြဲပါစေတို့မျိုးအတွင်မှများတရဝချမ်းသာကိုစိတ်မြဲပါစေ တို့ပြည်တွင်မှမြတ်တရဝါချမ်းသာကိုစီမြဲပါစေနိုင်ငံတွင်မှမြတ်တရဝါချမ်းသာကိုစီမြဲပါစေကျွယ်ဝဥစ္စာမြတ်တရဝါချမ်းသာကိုစီမြဲပါစေစင်ရနေရှာမြတ်တရဝါချမ်းသာကိုစီမြဲပါစေ ဤတော်ပြုရာမြတ်ဗုံညာကိုကြည်ထမြင့်ခေါင်မြင့်မိုးတောင်ဦးမကာကျူးသာကျေးဇူးအရှင်မွေးမိခင်နှင့်ဖခင်တို့အားရာညာပါစေ အမြဝေဤမတွေနှိမ့်စာဤကာယကိုစောင်းထားပေတတ်ကိုစောင့်နယ်လဲမလက်စေရပေးဝေငါဤမိတ္တာဆွေညာဆရာသမား ဘူဝါကသယမယာသာဒေဝယက္ခအိန္ဒဘုံမာအာဂါဒနအထုမှတ်၍မပြတ်ပုံညကုတလကိုရာကြပါစေအမြဝေဤတဗ္ဗေတ္တာတတ္တဝါဟုနာနာလောကအနန္တတွင်မပြတ်စင်ကတတ္တဝါဒဘုံကိုဝနှင့်ဝိညာဏထိတိ တိရှိခုနှစ်ပါးများစွာလုံဆုံးဘုံ31ဖြစ်ဖြစ်သမျှဝိနေယအားအမြကုတောပေးဝေလို၏ထိုကုတလဤဘုံညာကိုအမြရကြသည်ဖြစ်စေသောဝတ္တုံတရေဤမေပန္တုတိလာထုလည်းတတ်သည်အမှုတည်စေသောအာလုံးကြာကြာသမျှအမြအမြအမြ ယူတော်မူကြပါကုန်လောတာဓုတာဓုတာဓုအာလုံးကြာကြာသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောတာဓုတာဓုတာဓုအာလုံးကိုယ်စိတ်နှပြချမ်းမာချမ်းသာကြပါစေ။